အတက်ကြီးပြီးအချိန်မစည်းနဲ့ကြံ့ဖို့ကဘူးနဲ့လှဆွေကိုဓမ္မဦးလေးတယောက်က ပြန်စော်ထားတာတကယ်ကောင်းွားကြီးလို့ပါနားတော်ကြည့်ပါနော်ဘူးလက်လှဆွေတင်ထားတဲ့ပုံမြင်လေးတစ်ပုဒ်ပေါ်မှာကျွန်တော်ရဲ့အမြင်သဘောထားလေးကိုတင်ပြချင်လို့ပါဘူးလက်လှဆွေကအိမ်တိုင်းမှာအိမ်တော်ဦးစီးပြတဲ့ပုံကဘုကုံမှာတွားပြီးတော့ကြောက်တူးတယ်အဲ့ဒီမှာငတ်မိပြီးပြန်လာရင်းနဲ့ဆုံးသွားတယ်ဆုံးသွားတဲ့အခါမှာသူ့မှာကြောက်တလုံးပါလာအဲ့ကြောက်တလုံးကိုမိခင်ဖြစ်သူနဲ့တား73နှစ်တားလေးတို့တွေ့တာပြီးတော့ သားကြီးဒီကြောက်ကတော့ငါတို့ကလည်းတံမိုးမဖြစ်တတ်ဘူးနားလည်းမလဲဘူးမင်းဦးလေးကတော့ပြိဆံမို့လို့ဒီကြောက်ရဲ့တံမိုးကိုသိလိုက်မယ်နားလည်းလိမ့်မယ်အဲ့တော့သူ့ကိုသွားပြောပြီးတော့ဒီကြောက်ကိုရောင်းလိုက်ပါလားမင်းတို့တုံးရတာပေါ့အဲ့ဒီမှာလည်းသူသားလေးကလည်းယူပြီးသူ့ဦးလေးဖြစ်တဲ့ပြိဆံကြီးမှာသွားပြီးဟုတ်ဒါသားသားတို့ပဲပဲမဆုံးငင်ကပါလာခဲ့တဲ့ကြောက်ကလေးဘယ်တော့မှမရှိလဲဒါလေးကိုမျှဝေပြီးတော့သားတို့ကိုတုံးလို့ရအောင်မေရှာပေးပါလားသူ့ရဲ့ဦးလေးကဒီကြောက်ကိုဟာမင်းဒီကြောက်ကဒီတံပရာများကြီးပဲခဏသိမ်းထားလိုက်ပါသားရဲ့ နောက်မှသူလေးတို့လောက်လောက်ကြတာပေါ့ဆိုကလေးကိုတိတ်ခိုက်ဒါပေမဲ့ဒါမင်းအမေလည်းထီဖြစ်တဲ့အတွက်မင်းကဥစီမှာလာပြီးတော့စရိတ်ငိမ့်စားတော့ပြီးကြောက်ပြင်ညာကိုတင်ပါဆို9နှစ်နေတဲ့အခါကလေးအသက်16နှစ်ပေါ့နော်17နှစ်သားလို့တော့16နှစ်မှာ9နှစ်နေတဲ့အခါမှာဒီကလေးကကြောက်ပြင်ညာကိုတက်တာကကဲတာမင်းဖီရဲ့ကြောက်ကိုသွားယူခဲ့ငါတို့တံမိုးဖြတ်ကြရအောင်လို့ပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့အခါမှာအဲ့ဒီကြောက်ကိုကလေးကကြောက်ကြည့်ပြီးတော့ဟာဥဒါပြည်တံပြည်များမဟုတ်ဘူး ချက်ချောက်ကြည့်တယ်။ဘာမှအတော့မဝင်တော့အေးအဲ့ဒါဆိုရင်ငါသားကျွန်တော်လွတ်ပြလိုက်ပေါ့ဒီမှာဟူလက်လာဆိုပြောချင်တဲ့သဘောတရားကတော့သမနာကြီးဦးသိန်းစိန်လက်ထက်မှာရောင်ဆန်းစုကြည်ကိုပြန်ဝဲဝင်ခိုင်းမြန်ငါးနှစ်အတွင်းဝင်ခိုင်းပြီးတော့မှလောက်ကြည့်လိုက်ပြီးတော့သူဟာတကယ်ဒီတန်းတပရများမဟုတ်ဘဲနဲ့ချက်ချောက်ကြည့်ဖြစ်နေပြီဆိုတာကိုသူတင်ပြချင်တာကိုတင်ပြတော့တယ်အဲ့တော့ဘူလက်လက်ဆိုကျွန်တော်ကပြန်လဲဆွေးနွေးတင်ပြကဲဒါကတော့ဘူလက်လက်ဆိုပြောထားတဲ့စကားကိုဦးလေးကပြန်တော့ပြန်ထားတာ တော့ဘူးနဲ့လှဆွေဆိုတာဒေါအောင်ဆန်းစုကြည်လက်ကိုလွတ်တော်တဲမှာနော်ပဝါပေးပြီးတော့ဖားခဲ့တဲ့သူတစ်ချိန်ကနော် LND ဆိုတဲ့လက်ထက်မှာဝရံပြေးဖြစ်ပြီးတော့သဘင်အရှိကြီးနဲ့ဆောက်ယူလို့ဆောက်ပေါ်သလိုနောက်ကျတော့အဖမ်းခံထိတဲ့ကောင်နော်အခုတည်းစံဖို့ပါတီထဲမှာလည်းကိုနေ့ကပြောဗယံမတာတွေထထပြောဆုံးမှာဒူပဲနော်အဲ့တော့ဒေါအောင်ဆန်းစုကြည်ကိုဟိုအခုတော့ shop တိုက်ခိုက်နေတာရှင်းရင်းပြောရင်နောက်ဆုံးကွင်းထဲတော့ခိုင်းနိုင်ပြီးရရင်စမ်းစမ်းအောက်တန်းကျဆိုတာတိုက်ခိုက်နေတာအဲ့တော့အခုလည်း ဒေါ်လန်းစုကြည်ကဘာမှတန်ဖို့မရှိတဲ့ချက်ကြောက်ကြီးပါလို့ပြောပြီးတော့တိုက်ခိုက်တဲ့အဖိုင်ပေါ်မှာဒီဦးလေးကအချက်နဲ့လက်နဲ့ပြန်ပြောပြဘလို့ပြန်ပြောမဲ့နားထောင်ကြည့်ပါနော်ဒီနာတကယ်တော့အမေစုဆိုတာဒီတန်ပြောင်းရများလည်းမဟုတ်ပါဒီတန်ပြောင်းရများမဟုတ်ပါအမေစုဆိုတာချက်ကြောက်လည်းမဟုတ်ပါအမေစုကလူသားတို့ရဲ့ယရနာတပါးပါလူသားယရနာဆိုတာတန်မှုဖြတ်လို့လုံးဝမရပါကဘာပေါ်မှာရှိသောလူသားတိုင်းကတန်မှုထားလေးစားရတဲ့ပုံစံဖြစ်ပါတယ်တကယ်ချက်ကြောက်ဆိုတာက မကြာမီမှာကျင်းပတော့မယ်2025ရွေးကောက်ပွဲမှာကျင်းပပေးတဲ့လူရောဝင်ရောက်ရှင်ပြိုင်မဲ့ပုဂ္ဂိုလ်ခမားအပါဝင်ပေါ့ခမားတို့ကသာချက်ကြောက်တွေဖြစ်တဲ့အတွက်အမပြီမှာမရှိသင့်တဲ့လူတွေဖြစ်တယ်လို့ကျွန်တော်တင်ပြဆွေးနွေးချက်တွေကိုအဆုံးသတ်လိုက်ပါတယ်ဘူးလက်လာဆိုရေးကဲဘူလက် ကဲဘူးလက်ကိုစော်သွားတာအရာချိတိတိမိမိနဲ့ပဲစော်သွားတာနော်အဲ့တော့ဘူးလက်လှဆိုရင်အပါအဝင်လက်ရှိကျန်းဖို့ခေါင်းဆောင်တဲကဒူတွေကိုကျွန်တော်ပြန်ကြည့်လိုက်ပါမယ်လက်ရှိမြန်မာနိုင်ငံမှာပါတီနှစ်ခုရှိတာကိုအင်အားကြီးပါတီ NLD ပါတီနဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအတင်းဆိုတဲ့အဖွံ့ဖြိုးရေးပါတီဆိုတဲ့ပါတီပေါ့အဲ့တော့အဲ့ဒီနှစ်ခုစတဲ့ဖြစ်တည်လာခြင်းကိုကြည့်ကြရင် NLD ပါတီဆိုတာနော်တစ်ချိန်က 88မှာနိုင်ငံရေးလှုပ်ဖို့ဆိုပြီးယူရခြင်းနဲ့ပဲ NND ဆိုတဲ့နာမည်နဲ့ပါတီတည်ထောင်ပြီးတော့ပါတီဖြစ်လာတယ်အဲ့ဒီကောက်ကိုအတင်းအဖွဲ့တွေအနေနဲ့ပြည်သူတွေဝင်လာကြတယ်တနိုင်ငံလုံးအနှံ့မှာပါတီဆိုတဲ့နာမည်နဲ့ပဲရက်တည်လာတယ်ပြည်သူကလည်း NND ပါတီဆိုတဲ့အဟောက်ကိုထောက်ခံလာခဲ့အားပေးလာခဲ့ပြောင်းစုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဆိုတဲ့ USDP ပေါ့အခုပြောနေတဲ့သူတို့ကြံ့ဖို့ပေါ့ကြံ့ဖို့ဟာဘယ်ရောက်ပေါက်လာလဲ ကျမ်းဖို့ဟာတန်းရွှေလက်ထက်မှာတတိုင်းမြည်လုံးကိုလူတွေမဝင်မနေရဝင်တန်းတွေမဝင်မနေရចောင်းသားတွေမဝင်မနေရနော်အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေနော်အားလုံးပေါ့မဝင်မနေရပုံစံမျိုးနဲ့ပြည်တော်စုကြန့်ခိုင်ဖွင့်ဖြိုးရေးအတင်းဆိုပြီးတော့တန်းရွှေရဖွဲ့ခဲ့တကယ်တော့တန်းရွှေရအင်မတန်ခေါင်းပြေးတဲ့လူနော်ရုပ်ကလာထုံနေစုံနဲ့တန်းအခုလက်ရှိမင်းအောင်နိုင်နေရမှာတန်းရွှေဆိုအာနာပါဝါလာကြပြီမင်းအောင်နိုင်ကအင်မတန်စောက်သုံးမကြညံ့ဖြင်းလို့နဲ့နှဖြင်းကြောင့် နော်အခုလို့တိုင်းပြည်ပြက်သူတို့လည်းအာဏာသိမ်းလို့မရဘူးတိုင်းပြည်ကလည်းနှစ်နာမီပြက်နေတာအဲ့တော့အဲ့ဒီပြည်တော်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို2010မှာရွေးကောက်ပွဲမှာရွေးကောက်ပွဲဝင်မယ်ဆိုတော့ဘာလုပ်လဲဆိုတော့ပြည်တော်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုနာမည်ပြောင်းပြီးတော့ပါတီနာမည်တက်ပြီးတော့ရွေးကောက်ပွဲဝင်ပြီးနိုင်ငံရေးပါတီဖြစ်ရည်တည်လိုက်တယ်အဲ့တော့အသင်းဆိုတာကနိုင်ငံပိုင်အသင်းဖွဲ့တွေနိုင်ငံပိုင် ပြည်သူပိုင်ပေါ့တနည်းအားဖြင့်နိုင်ငံဆိုတာပြည်သူကိုကိုစားပြုတာနိုင်ငံဆိုတာစစ်ဘုတ်ချုပ်ကိုကိုစားပြုတာမဟုတ်ဘူးအဲ့တော့နိုင်ငံပိုင်နဲ့အသင်းအဖွဲ့ဖြစ်တဲ့အတွက်ကားတွေရုံးခန်းတွေအတုံးဆောင်ပစ္စည်းတွေကစပြီးတော့ဒီပြည်တော်စုကြက်ကင်ဖွေဖွေအသင်းရဲ့ပတ်သက်တာအားလုံးဟာနိုင်ငံပိုင်နေအဲ့တော့ဥပဒေထဲမှာလည်းပါရှိတယ်ပါတီအသင်းအဖွဲ့တစ်ခုကတဲ့နိုင်ငံပိုင်ပစ္စည်းကိုသူတို့အတုံးချလို့မရဘူးဒါပေမဲ့အဲ့တော့တဲ့ကကြောင်တင်းတင်းပြည်တော်စုကြက်ကင်ဖွေဖွေပါတီဆိုတဲ့အရာကြီးကိုကြက်ကင်ဖွေဖွေ အဲအသင်းဆိုတဲ့အရာကြီးကိုပါတီဆိုတဲ့ဟာမျိုးနဲ့ပြောင်းပြန်လုပ်ပြီးတော့ဖွဲ့ချပစ်တယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အတိုင်းပြည်မှာအင်အားအကောင်းဆုံးပါတီနှစ်ခုရှိတာနှစ်ခုလုံးရဲ့ပေါ်ပေါက်လာပေါ်နှိုင်းရှင်ကြည့်မယ်ဆိုရင်အဲ့ဒီစပေါ်ပေါက်ထဲကကိုကဗျမ်းပဒါလှုပ်ပြီးတော့တည်မမှန်ပေါက်လို့ပဲစားလှုပ်လာခဲ့တဲ့ပါတီဟာကြမ်းဖို့ပါတီဆိုတာညင်းလို့မရဘူးဟုတ်တယ်လေတစ်ချက်နောက်တစ်ချက်က NLD ပါတီမှာစစ်ဖို့ချုပ်တွေရှိပါတယ် နော်ဟိုတို့ကဆုံးသွားတဲ့ဘဘဥတင်ဦးဆိုကာခွေရေးဦးစီးချုပ်တူရဘွဲကိုရထားတဲ့ပုံကိုမင်းအောင်လိုင်းတို့နှစ်ပြင်းမဟုတ်ဘူးတနိုင်ကန်လုံးကလည်းဘဘဥတင်ဦးကိုဒီနေ့ဆုံးသွားတဲ့အချိန်ထိနောက်ဆုံးဆုံးဝေးသွားအချိန်ထိတောင်ချစ်ခင်နေတဲ့ပုံကိုသူလည်းကာခွေဦးစီးချုပ်ပဲစစ်သားကြီးပဲအဲ့တော့အန်အန်ဒီမှာလည်းအဲ့လိုမျိုးစစ်သားတွေအများကြီးရှိတယ်နော်အဲ့ဒီစစ်သားတွေအများကြီးရှိတယ်ဒါပေမဲ့အန်အန်ဒီမှာဒီဘလောက်ပဲစစ်သားတွေရှိရှိအန်အန်ဒီပါတီဒီ ဒီမိုကရေစီကိုအခြေခံပြီးဖွဲ့စည်းထားတဲ့ပါတီတစ်ခုဖြစ်တယ်ပါတီထဲမှာအယက်သားပြည်သူတွေဟာအားလုံးကနေရာဝင်ယူတာဒေါအောင်ဆန်းစုကြည်ရဆပြီးတော့လက်ရှိအုပ်ဒီနေ့ချိန်ဆိုပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ရဆပြီးတော့ရက်ကြီးဥက္ကဋ္ဌတွေခရိုင်အစင်ဥက္ကဋ္ဌစသဖြင့်အားလုံးဟာပြည်သူတွေကပြည်သူပဲအဲ့ထဲမှာဆရာဝန်တွေပါမယ်ခြားကဏ္ဍတွေပေါ့အင်ဂျင်နီယာတွေပါမယ်ဟုတ်တယ်မလားဆရာဝန်ဒေါက်တာတွေအင်ဂျင်နီယာတွေအစားအခြားကဏ္ဍအတ္တိတ္တိယရှိတဲ့ပုံကိုယ်တွေအားလုံးပါဝင် ဖွဲ့စည်းထားတဲ့ပါတီ တော့သူ့ကိုပြောစရာဘာမှမလိုဘူးเนาะစံဖို့ပါတီကိုကြီးလိုက်မယ်ဆိုရင်မြို့နယ်အဆင့်ကစပြီးတော့အခုလက်ရှိဥက္ကဋ္ဌဖြစ်နေတဲ့ခင်ရင်အထိစစ်တပ်ကလူနဲ့ပြည်သူနဲ့ဘလောက်များလဲ66ရာဂိုင်းတုံးတရားလောက်ရှိတယ်စစ်တပ်ကဘောင်းမီချွတ်လာတဲ့ကောင်က66ရာဂိုင်းတုံးဆိုရင်ပြည်သူအစ်စ်ကတရားလောက်ပါလိမ့်မယ်နောက်ပြီးတော့အပေါ်မှာအုတ်ထုတ်ခွင့်ရတဲ့ခေါင်းဆောင်ပိုင်းတွေအားလုံးကစစ်တပ်ကဘောင်းမီချွတ်တယ်ကြီးပဲ ဲ့တော့ဒီနှစ်ခုကိုကြည်ချင်းအားဖြင့်နော်ပြည်သူကိုကိုစားပြုတ်တဲ့ပါတီကဘယ်ပါတီလဲအခုဆိုရင်လာမဲ့မင်းအောင်နိုင်လှုပ်မဲ့ရွေးကောက်ပွဲမှာ NND ကိုဖျက်သိမ်းတယ်ဆိုပြီးတော့သူ့အတူလှုပ်ချင်တဲ့လှုပ်တယ်လှုပ်ပြီးတော့ US ဒီကျန်းဖို့ပါတီတခုတည်းဥဆောင်ပြီးတော့ရှင်းပြိုင်မယ်သူတို့ကကျင်းနေသူတို့အနိုင်2010အခင်းချင်းမျိုးသူတို့ပြန်ရမယ်တွတ်ထားတယ်အဲအဲ့ဒီအတွက်သူတို့ရအောင်ရှင်းပြိုင်မယ်ဒါပေမဲ့မင်းအောင်နိုင်ကဘာဖြစ်လဲသူတို့မယုံဘူးမယုံတော့ လက်ရှိစစ်တပ်တွေကမင်းအောင်လိုင်းကလူခိုင်းတဲ့မြတ်လောက်တဲ့သူ့ရဲ့တစ္ဆာခံတဲ့ကစရင်အားလုံးပေါင်းအယောက်900ဗိုလ်မှုတွေဗိုလ်ချုပ်တွေဗိုလ်ကြီးတွေနော်ဗိုလ်မှုချုပ်တွေကစပြီးတော့အယောက်900ထုတ်ပြီးတော့စံဖို့ပါတီတွေကိုထည့်ပြီးတော့ဘဒူကတော့ဘယ်မဲဆန္ဒနဲ့ပြည်သူ့လူစော်ကိုစလဲဘဒူကတော့ဘယ်မဲဆန္ဒနဲ့ဟုတ်လားမလားတိုင်းတိုင်းဒီဇိုင်းကြီးနဲ့ပြည်내တိုင်းဒီဇိုင်းကြီးလွတ်တော်ကိုယ်စားလေစတဲ့ဖြင့်ခေါင်းစဉ်နဲ့လာပြီးတော့နေရာတွေအကုန်ယူလိုက်တော့လက်ရှိပထမဘောင်းမိချွတ်ထားတဲ့အဟောင်းအောင်ကောင်တွေခွေးနေခွေးနေရာမရဖြစ်ကုန်လုတ်ချင်တဲ့လုတ်လာအဲ့တော့ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ကလှုပ်ချင်တိုင်းလှုပ်တာကိုအဲ့ဒီကြံ့ဖို့ထဲမှာဘဒုခံပြောရဲဟာဒါကတော့လုပ်လို့မရအောင်နောက်မှဝင်တဲ့လူကဒါစီနီယာဖြစ်တယ်အဂျူနီယာဖြစ်တယ်ငါတို့ကစီနီယာတွေငါတို့ကကြံ့ဖို့ပါတီပြည်တော်ကြံ့ခံရေးပုံမျိုးရဲ့ပါတီမှာငါတို့ကစီနီယာကြတယ်ငါတို့လူတွေမလှုပ်မှနောင်လာတဲ့လူတွေလှုပ်ရမယ်လို့ပြောရဲလားမပြောရဲဘူးမပြောရဲဘူးအဲ့တော့သူတို့ပါတီထဲမှာတောင်မှပြောင်းမပြန်ပြန်ပြောင်းတော့တကောင်ရန်အာနာသိမ့်ပွဲတွေပါကြုံခဲ့ဘူးပြီး လုံချင်တိုင်းလုံနေတဲ့ပါတီတစ်ခုကတိုင်းပြည်ကိုဥဆောင်မယ်ကာကွယ်မယ်ဆိုပြီးတော့စန့်တင်ပဲအဖွဲ့အစည်းတွေကိုရိုင်းဆိုင်ဆဲဆိုပြောနေတာဒီနေရာမှာကျွန်တော်တို့ခုပြောချင်တယ်ကျွန်တော်လည်းဆဲနေရချင်းဆဲတယ်ရိုင်းညာစီရိုင်းတိုင်းနဲ့ကျွန်တော်ဒီတာမန်တွေကပြည်သူတွေကပြည်သူတရားနော်အခုဒီတပ်ဖွဲ့ကခေါင်းဆောင်တွေဟာပြည်သူတွေကပြည်သူတရားမဟုတ်ဘူးနော်တကယ်ဒီနိုင်ငံကိုလွတ်တော်တိုင်းတွားပြီးတော့လွတ်တော်အမှန်လုံးမဲ့ပြည်သူကိုယ်စားလှုပ်မဲ့သူတွေကအဲ့လိုအောက်တန်းကြဆိုတာဟုတ်တော့မလားပြည်သူအများစုထောက်ခံထားတယ် တော်ဆန်းစုကြည်ကိုသူတို့လက်မခံဘူးအာမပေးဘူးဆိုပေမဲ့ရတယ်မပေးနဲ့ဒါပေမဲ့စော်ကားခွင့်မရှိဘူးဘာဖြစ်လို့လဲဒေါ်အောင်ဆန်းစုကြည်ဒီပြည်သူအများစုကထောက်ခံထားတဲ့နိုင်ပြည်သူခေါင်းဆောင်မင်းအောင်နိုင်လို့ခွေးသောပေါက်ကနေအာနာတိတ်ပြီးတော့ကိုယ့်ကိုယ်ဥပဒေနဲ့မညီပဲနဲ့တမနာခံပြီးတော့လှုပ်ချင်လှုပ်နေကောင်မဟုတ်ဘူးနော်ဒါပေမဲ့သူတို့တွေစော်ကားတယ်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကခေါင်းဆောင်တင်လိုက်ကမှလားစိတ်ချပါနော် လက်ရှိတက်ဖို့ကောင်တွေမက်နေတဲ့အိမ်မက်ဘယ်တော့မှဖြစ်မလာဘူးမယုံကြည်နိုင်ဘူးကျွန်တော်တို့တိုင်းပြည်ဟာသူတို့ဖြစ်လောက်ချင်သူတို့ဖြစ်လာမယ်ဆိုတော့ကျင်းနေတယ်အခုဒီပွဲဟာအင်မတန်အောင်ပြင်းထန်တဲ့ပွဲဒီပွဲမှာပြည်သူဘက်ကနိုင်မယ်ဆိုရင်တနိုင်ကန်လုံးကိုကျွန်တော်တို့အစ်စ်ကစပြီးတော့အချိန်အဟုန်နဲ့တိုးတက်မဲ့တိုင်းပြည်အဖြစ်မြန်မာနိုင်ငံအချိန်ခဏလေးအတွင်းမှာပြောင်းလဲသွားမယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီကောင်တွေဘက်ကမတော်လို့နိုင်ဝမ်းမယ်ဆိုရင်လားမြန်မာပြည်မပြည့်ကြိုက်တယ်လို့ပြောချင်းနေတယ် အခုတောင်မှအာနာမသိခင်2020နဲ့အခုအာနာသိပြီ2025ကျွန်တော်တို့ရဲ့ငွေကြေးတန်ဖိုးဘယ်လောက်လျော့သွားပြီလဲငွေ300ရှိတဲ့သူကနော်တစ်ချိန်က300နဲ့ညီညာတဲ့ငွေသားကိုကင်ထားရင်2020မှာအခုအဲ့ဒီ300တန်ဖိုးဟာ300မရှိတော့ပဲ330ကျော်လေးပဲရှိတော့ရာခိုင်နှုန်းအဖြစ်အဲ့လောက်ထိလျော့သွားတယ်အလိုလိုကိုယ့်အိမ်မှာကိုထိုင်ရင်းနဲ့ကိုယ့်ငွေကိုကိုယ်ကင်ထားရင်းနဲ့ အငွေ့ပြန်ပြီးတော့ငွေရဲ့နံမိုးကြွားတာအဲ့တော့2020မှာသိန်းတရာချမ်းသာတဲ့လူကကျွန်တော်2025အာနာသိန်းပြီးတော့2025ရောက်တဲ့အချိန်မှာသိန်း30ကျော်ပဲသူ့ရဲ့ချမ်းသာမှုကရှိတော့မယ်နော်အဲ့တော့တိုင်းပြည်ကဘလောက်ဆုတ်ယုတ်သွားလဲကြည့်ကုန်စည်နှုန်းတွေဘလောက်တက်သွားလဲကုန်စည်နှုန်းလေးစားခုန်တက်တယ်အဲ့တော့တိုးတက်တဲ့ဟာတော့မပြောနဲ့အဲ့တော့ဒီကောင်တွေကဒါကိုတက်ဖို့ကောင်းဆောင်တွေပြောတာရှိသေးတယ်ဘာစစ်တပ်နဲ့ပေါင်းပြီးတော့လမ်းတက်လာမဲ့အစိုးရမှာအဲတောင်းကျမ်းတို့တပုံတွေကိုဘလို့နှိမ်နှင်းမှာလို့ ဟုတ်မတိတော့မေးပါအောင်မယ်အခုတန့်ဖို့ကရွေးကောက်ပွဲပြီးတော့စစ်တပ်နဲ့ပေါင်းပြီးထားတန့်ဖို့ကိုယ်စားလှယ်တွေကပါစစ်သားတွေလားလက်နဲ့ကင်ပြီးတော့တိုက်မှာလားမဟုတ်ဘူးလေဒီစစ်တပ်ကစစ်သားတွေပဲပြန်တိုက်ခိုင်းမှာမဟုတ်ဘူးလားလက်ရှိရှိပြီးတဲ့အချိန်တော့မနိုင်တော့မှဖိချခံဒီစကန်းတွေတိုင်းခံထိနေတာနောက်တစ်ခါပြန်တိုက်ခိုင်းအောင်မယ်ဆိုတော့စဉ်းစားလေဟုတ်တယ်မလားစဉ်းစားအဲ့ဒါအဖြေပဲနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာတကောင်းအပြင်ညှိမနှက်တော့ဘူးကျွန်တော်တို့နိုင်အောင်တိုက်ဖို့ပဲအရေးကြီးပါတယ်